ပြန်ရင်းအားလုံးပဲမင်္ဂလာပါဒီနေ့ share ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ computer screen record ပြုလုပ်တဲ့နည်းလမ်းလေးကိုပြပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြုလုပ်တဲ့ software ကတော့ OBS Studio software ဖြစ်ပါတယ်ခင်ဗျာဒီ software လေးက Windows PC ရော Linux ရော Mac ရောအကုန်လုံးအသုံးပြုလို့ရပါတယ်ခင်ဗျာ software ရဲ့အဓိကအားသာချက်ကတော့ free software ဖြစ်ပါတယ် credit ပတ်တွေ တွားပြီးတော့လည်းထည့်စရာမလိုပါဘူးဒေါ်လာနဲ့ပေးပြီးတယ်ဝယ်စရာမလိုပါဘူးခင်ဗျာသုံးရတာလည်းအရင်အဆင်ပြေတယ် live streaming လုပ်တဲ့လူတွေတော်တော်များများလည်းအသုံးပြုရပါတယ်အဲ့တော့ကျွန်တော် software install လုပ်နေလေးကိုတစ်ချက်ပြောပြပေးပါပါမယ်ကွန်ပျူတာက browser တစ်ခုကိုဖွင့်လိုက်ပါတော့ firefox ပဲဖြစ်ဖြစ် chrome ပဲဖြစ်ဖြစ်အဆင်ပြေတာတစ်ခုကိုဖွင့်လိုက်ပါကျွန်တော်တော့ firefox ဝယ်ဖွင့်လိုက်တယ်နောက်ပြီးရင် obs ဆိုပြီးတော့ရိုက်ပြီးတော့ enter ခေါက်လိုက်ပါ Oven Broadcaster Software OBS ရဲ့ download ဆိုပြီးတော့လည်းပေါ်လာပါတယ်เนาะဒီကောင်လေးကိုနှိပ်လိုက်ပါ Oven Broadcaster ကို click ဖွင့်လိုက်ပါဒါဆိုရင် Windows အတွက်လည်းရှိတယ် Mac OS အတွက်လည်းရှိတယ် Linux အတွက်လည်းရှိတယ်ကျွန်တော်တို့က Windows PC ဖြစ်တဲ့အတွက် Windows ကိုပဲ download လိုက်ပါ download file လေးပေါ်လာပြီပေါ့เนาะကျွန်တော်က ID and download manager ထည့်ထားတဲ့အတွက်အဲကောင်လည်း download ဆွဲပေးပါเนาะ file size ကလည်း85 map ပဲရှိရခင်ဗျ download ပြုလုပ်ပါရပါမယ် open folder OBS Studio 27.0.1ပေါ့နော်ဖိုင်ဆိုင်က87ဘတ်ပဲရှိရခင်ဗျဒီမှာတော့ကျွန်တော်က install မတင်ပြတော့ပါဘူးကျွန်တော် record လုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော် display ကချာမှာဒီမှာ automatic ပဲထားထားတယ်ပေါ့နော်1920 1080 frame နဲ့ capture လုပ်နေပါတယ် audio inbox မှာကျွန်တော်က USB mic ထည့်ထားတာဖြစ်တဲ့အတွက် microphone USB ကိုရွေးရတယ်ပေါ့နော်တကယ်ကျွန်တော်နေတဲ့ဒီတိုင်းဂျပန်နယ်ပဲဆိုရင် high definition audio device ကိုရွေးလိုက်ရပါတယ်ဒီမှာတခါလဲကြုံလို့ကျွန်တော် audio အတန်ချိန်နဲ့ညီလေးပါတစ်ချက်ပြောပြပေးပါမယ်ပေါ့နော် test bar ပေါ်က sound icon လေးပေါ့ right click ထောက်ပြီးတော့ sound ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျာနော်နှိပ်ပြီးွားလို့ရှိရင်ဒီမှာ recording ကိုထောက်လိုက်ပါကျွန်တော်က USB mic နဲ့ record လုပ်နေတာပေါ့နော်အဲ့မှာ တန်ကြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတစ်ချက်ပြောပြပေးမယ်။ recording test ကိုထောင်းမယ်။ကျွန်တော်က USB mic နဲ့အသုံးပြုတာဖြစ်တဲ့အတွက်တကယ်ကျွန်တော်ကဒီရိုးရိုး3.5 mm ကြက်တွေနဲ့သုံးမယ်ဆိုရင်ဒီအပေါ်ကောင်တွေမှာလာပေါ်နေမှာဖြစ်ပါတယ်။ USB mic ပေါ် right click ထောက်လိုက်မယ်။နောက်ပြီး property level မှာเนาะ97တော့မဟုတ်90ခရာလောက်ထိထားလိုက်ရပါတယ်။ဒီနေရာလေးကအရေးကြီးပါတယ်။ဒီမှာသူ့ရဲ့ default dial ဆိုရင်90လောက်ပဲရှိရပေါ့နော်။အဲ့မှာအတန်မြင့်လိုက်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အတန်ကိုရပါတယ်။ အဆင်ပြေပါတယ်။တချို့မိုက်တွေကတော့ဒီမှာမချိန်ညှိပေးလည်းရပါတယ်။ original mic ကအတန်ကောင်းတဲ့ mic တွေရှိရပေါ့နော်။ဒီမှာကကျွန်တော်ကတော့97လောက်ထိချဲ့ထားပါတယ်။ဒါလေးကအရေးကြီးပါတယ်နော်။တချို့က mic တွေဝယ်လာပြီးတော့ကျွန်တော် mic ကအတန်တိုးတယ်လို့ပါအဲ့လိုမျိုးဖြစ်တယ်လို့ပါ record လုပ်တဲ့အခါမျိုးမှာဆိုရင် okay ကိုနှိပ်လိုက်မယ်။နောက်ပြီးရင်ကျွန်တော်တို့ဒီ setting နဲ့တစ်ချက်သွားမယ်ခင်ဗျာနော် setting ထဲမှာ host key လေးသတ်မှတ်မယ်ခင်ဗျာနော် keyboard shortcut ပေါ့ကျွန်တော်ကတော့ဒီမှာအများကြီးရရှိရေကျွန်တော် trade ဘာလုံးမလုပ်ထားဘူး jet recording ဆိုရင် f8 store လုပ်မယ်ဆိုရင် f8 ပဲရက်မယ်ဆိုရင် f7 and pass ပြန်လုပ်မယ်ဆိုရင် f7 ပဲဒီနှစ်ခုပဲထားရပြီနော်တကယ်ကြီးလို့နေနဲ့ကျန်တာတွေထားမယ်ဆိုရင်လည်းရပါတယ် output လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာလေးအရေးကြီးပါတယ်ဒါ recording pass ဆိုတာကို record လုပ်တဲ့ file တွေကဘယ်ထဲဝင်မလဲပေါ့နော်ကျွန်တော်က C program တွေက video file နဲ့ပဲဝင်တယ်။နောက်ပြီးရင်ဒီမှာ recording quality ဒီမှာ high quality ဖြစ်ရမယ်ခင်ဗျာနော်။သူ့ရဲ့ဒီ original format က .mkv နဲ့ဖြစ်နေလိမ့်မယ်။အဲ့နေရာမှာ mp4 ပြောင်းပါ။ mkv ကြောင့်တချို့ video editing software တွေက spoil မလုပ်တာလေးရှိပါတယ်။ဒီမှာဒါလေးအရေးကြီးရနော်။ recording quality မှာ high quality ထားပါ။နောက်ပြီးရင် format type ကို mp4 ထားပါ။ဒါဆိုရင် record လုပ်တဲ့အခါမှာအလွယ်တကူပြုလုပ်လို့ရပါတယ်။ ဒီကောင်ကဒီမှာကျွန်တော်တို့ဝက်ကန်တွေပါရင်းနဲ့လည်းအများကြီးချိန်လို့ရတယ်ဗျာမိုက်တွေဆိုရင်လည်းနှစ်ခုတွေပါရင်းအဲ့လိုမျိုးနှစ်ယောက်တွေပါရင်းစကားပြောလို့ရတယ်ဗောနော်အဲ့လိုမျိုးပုံစံမျိုးလည်းလုပ်လို့ရတယ် game live streaming လို့လွှင့်မယ်ဆိုရင်လည်း game capture နဲ့ဒီမှာချိတ်ဆက်ပြီးရောအကုန်လုံးထပ်ထည့်လို့ရတယ် Facebook live YouTube live တွေလည်းဒီခါလည်းလွှင့်လို့ရတယ်ဗျာဒီ software ကတော်တော်အဆင်ပြေပါတယ်ကွန်ပျူတာထဲမှာရှိတဲ့ video file တွေကိုလည်းဒီထဲထည့်ပြီးရော live လွှင့်လို့လည်းရပါသေးတယ် ကျွန်တော်ဒီ video file မှာတော့ဒီလောက်ပဲပြောတော့မယ်ခင်ဗျာနော်ကွန်ပျူတာမှာ screen record ဘယ်လိုလုပ်လဲဆိုတာမေးရဲ့တကယ်ချင်းတွေတော့ကျွန်တော်လူတူရှင်းလေးဖြည့်ပေးရတာပါအားလုံးတို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမှာရှင်လန်းကြပါစေ